ဒီရာသီမှာလည်းတေကန်ဘောတဲ့အစဉ် twin goal တွေအများကြီးရှာဖွေထားနိုင်ခဲ့တဲ့အာဆင်နယ်အာဆင်နယ်သင်းတဲ့တေကံဘောဆိုတာကခွဲခြားလို့မရတော့ဘူး။တခါကျရင်တေကံဘောတွေမရလို့အလုံးမဖြစ်လို့သင်းကိုမရခဲ့တဲ့ပွဲစဉ်မှာဆိုကျွန်တော်တို့ဒီတေကံဘောတွေအရန်ဆွဲလန်းပြီးတော့အဆုံးရောက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့အပြစ်တင်တာရှိခဲ့လေတကယ်လဲအဲ့လိုမျိုးဘောလုံးအားသားနေမှာကနှမျိုးပဲရှိတယ်။ open play ကနေကိုသွင်းမလားတကံဘောကနေကိုသွင်းမလား open play ဆိုတဲ့နေရာမှာလက်ရှိ modern ဘောလုံးလောကနီးပြတဲ့ technique အယူအဆတွေ zone rotation တွေနီးစနစ်ပိုင်းအရာ highlight fan တင်တိုက်တာမျိုးတွေ vector တဲတာတွေအများကြီးပါတယ်ဂိုးရနိုင်ဖို့အတွက်ဂိမ်းထဲမှာသူတို့အများကြီးရှာဖွေရတယ် ပတ်စတီအများကြီးပေးရတယ် aggressive ဖြစ်တဲ့ပတ်စတီ dive နဲ့ပတ်စတီနဲ့သွားတယ်အဲ့ဒါမှ finishing လုပ်ဖို့ကြိုးစားကြတယ်တစ်ဖက်ခံစစ်ကိုကြော်ဖြတ်ဖို့ပေါ့လीဒါပေမဲ့တဲကန်ဘောဆိုတဲ့နေရာမှာတော့ဒီဘောလုံးတွေကတဲပြီးကန်ရတဲ့ဘောလုံးတွေတောင်းကန်ဘောတွေရှိတယ် free kick တွေရှိတယ်လက်ပစ်ဘောတွေရှိတယ်ပနတီတွေရှိတယ်နောက်ပြီးတော့ဒိုင်ကပေးတဲ့ဒီ fair play တွေရှိတယ်အာတဲကန်ဘောတွေအခုနောက်ပိုင်းအဲ့ဒီတဲကန်ဘောတွေထဲမှာပုံပြီးစမ်းတက်လာတာက ီနားလောက်ကနေပြေးရတဲ့လက်ပစ်ဘောတွေဆိုရင်ပန်တီပေါင်ဆက်ကြီးရည်ရွယ်ချက်ရှိလှမ်းပြီးတောင်းကန်ဖို့ပုံစံအဝေးကိုပြက်တာအဲ့ဒါတော်တော်လေးကိုရည်ရွယ်ချက်ရှိရှိမနေ့ကညဆိုကျွန်တော်တို့ဒီ color fury တယောက်ဂိုသမားဘေးနားနေဝတ်စုပ်တစ်ခုသူသွားယူပြီးတော့ဘောလုံးတုပ်ဖို့ကြိုးစားတယ်ဒိုင်ကမတုပ်ခိုင်း okay ဒီတိုင်းမဲ့ကျွန်တော်တို့ပြေးရတယ်တချို့အပိုင်းတွေမှာကျန်ကျွန်တော်ကွင်းတွင်းမှာဘာဒီမျက်နှာตาမရဘူးဆိုတော့အဲ့ဒါဒီအဝေးခွေးဆိုပို့ဆိုးတယ်ဒိုင်ကကိုယ့်ဘက်ပါတယ်မပါဘူးပြောတာမဟုတ်တော့90 90ရာခိုင်နှုန်းလေးပဲကိုဒီကို ုံးသက်ပေးဖို့ပွဲနဲ့ပတ်သက်ပြီးဂိုင်တွေပေးဖို့ဒါပဲကျွန်တော်နောက်ဆုံးလာကဲဒိုင်းကြောင့်မပြောတော့ဘူးကျွန်တော်တေကန်ဘိုးအကြောင်းပြောလိုက်အောင်အာဆင်နယ်တင်းကဒီယာတီမာမတေကန်ဘိုးကြီးနဲ့ပတ်သက်ပြီးနာမည်ရတာမဟုတ်ကြာခဲ့တဲ့200ဒီ300ဒီမာတွေကအာဆင်နယ်ဆိုရင်ဒေါင်ကန်ဘိုးတွေမပေးနဲ့ပနတီထက်ပိုပြီးအနေအများနဲ့ဆိုပြီးစိုးရိုးရှိတယ်အဲ့ဒါပရီးမီးယားလိအဲ့လန်ဒန်ရဝန်းပတ်တွေမှာအဲ့လိုမျိုးတွေမကြာခဏ Twitter မှာရေးရတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ Arsenal တင်းရဲ့တဲကန်ဘောတွေကန်တင်နဲ့ကစားသမားကြီးတဲမှာကျွန်တော်အကြိုက်ဆုံးသည် Declan Rice အရန်ကိုကောင်းတဲ့ cross တွေ far post တွေကိုကန်တယ်မလား penalty box အတွင်းတွေကိုကန်တယ်မလား penalty ကန်တဲ့ spot တက်ကိုပို့ပေးမလားကြိုက်တာပို့ပေးလို့ရတယ် Declan Rice ဒီ Arsenal သင်းရဲ့ sub specialist Nicolas Jovaro ရဲ့အကျံစီကိုအကောင်းဆုံး counter ဖော်နိုင်တဲ့ဘောလုံးပေးပူပူတိကျတဲ့တယောက်တခါကျရင်အသင်းတသင်းမှာကတေကန်ဘောကြီးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့နည်းပြတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုအကောင့်တွေဖော်ဖို့ဆိုရင်ကောင်းမွန်တဲ့ကစားသမားတွေရှိဖို့လိုတယ် quality player အာဆင်နယ်မှာဆိုရင်တော့ဒီကလန်ရိုက်က ကိုသမားရဲ့ဒီညာဘချမ်းတောင်းကံဘုတ်အကန်နဲ့ဘေဘချမ်းတောင်းကံဘုတ်တော့ဘူကာအိုဆာကာတို့မာတင်အိုရီဂက်တို့တခါကျရင်ဒီကရိုက်မရှိလို့ရှိရင်တော့မာတင်နယ်လီကန်နီနာများတယ်ထရော့ဆက်တို့ပေါ့လေအဲ့တော့အာဆင်နယ်တင်းဒီတက်ကန်ဘွိုင်းနဲ့ပတ်သက်လို့ရှိရင်အများတန်း twin goal တွေရှာဖွေတယ်အဲ့ဒါဘာကြောင့်လဲအာဆင်နယ်တင်းရဲ့ open play game ကိုတစ်ဖက်တင်းက low block ဆော့ကြီးဖြတ်တာများတယ်ကြံခဲ့တဲ့နှစ်နှစ်လောက်ကဆိုရင်အာဆင်နယ်ဒီ goal တွေလိုချင်တဲ့အခါမှာရုံးကန်ရတယ် အာအာဆင်နယ်တွေ့လို့ရှိရင်ဒီတောင်ပံကို2ယောက်လောက်ပိတ်ထားလိုက်အဲ့ကောင်ကြီးဘယ်တော့မှတဝင်လို့မရဘူးဆိုတဲ့အထိကျွန်တော်ရုံးကန်ခဲ့ရတဲ့အခိုက်တန်တယ်ဒါပေမဲ့အာဆင်နယ်ကနောက်ပိုင်းမှာတောင်ကန်ဘောတွေတက်ကန်ဘောတွေကိုရေချက်ရှိရှိနဲ့ရအောင်ရှာတယ်အေးရမတ်ဆင်ဂိုးတွေဖြစ်ပြောင်းလဲတယ်အသင်းတစ်သင်းက open play ကနေဂိုးသွင်းနိုင်ရင်သွင်းမသွင်းနိုင်လို့ရှိရင်တော့အဲ့တက်ကန်ဘောတွေရင်သွင်းအာဆင်နယ်ကတက်ကန်ဘောတွေပို့ပြီးအားပြူတော့တော်တော်လေးတိတာလာတယ် တချို့ပွဲစီနေမှာဆိုရင်တေကန်ဘောကြောင့်ဂိုးမရရင်လူအသက်လောက်ဂိုးမပြတ်တာရှိရယ်ဒါပေမဲ့ဒီရာသီမှာအာဆင်နယ်သင်းဒီတေကန်ဘောတွေကြောင့်6လုံးနဲ့7လုံးနီးပါးအထိဂိုးတွေရှာဖွေထားနိုင်ခဲ့ပြီဒါအာဆင်နယ်သင်းကိုပရီးမီးယားလိမ့်မှာရောချန်ပီယံလိမ့်မှာရောခါလာဘောင်မှာရောတိုင်းနာတစ်ခုအထိအမြင့်ရောက်သွားစေတာပွဲတွေမှာတေကန်ဘောဆိုတာကိုယ့်ရဲ့ရပိုင်ကိုယ်ပဲတချို့တွေကထင်တာပေါ့လေ open play နဲ့ goal twin တော့မှကြီးမြတ်တယ်ထင်တာမဟုတ်ဘူးတေကန်ဘောတွေနဲ့ goal twin နိုင်လေအဲ့ဒါကညံကောင်းတာ ာဆင်နယ်အသင်းနေနဲ့အခုနောက်ပိုင်းသွင်းကိုင်းနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုဦးအနည်းဆက်ဆုံးကျွန်တော်ပြောပြမယ်နျူကာဆယ်အသင်းနဲ့ပွဲစဉ်ကျွန်တော်သွင်းကိုင်းနှစ်ကိုရတယ်ပထမခြေပါကူမှဆိုဒီကလန်ရိုက်တောင်းကံပေါ်ရတယ်ကမ်မတင်ဦးအရင်ဆုံးအစည်းနဲ့တွေ့တယ်အစည်းကမာတင်အိုရီကက်ပေးတယ်အိုရီကက်ကဒီကလန်ရိုက်ကိုပေးတဲ့အချိန်မှာဘောက်ဆဲမှာအလုံးနေရာယူပြီးသွားပြီအဲ့ဒါကိုတောင်းကံပေါ်ပုံစံ cross play ဖြတ်တင်ပေးတယ်များသောဖြင့်ဒါဒီကပြစ်တံပေါ်ပုံစံမျိုးဒီနားလောက်ကနေပြီးတော့ cross ဖြတ်တင်ပေးတာကောင်းလိုက်တာဗျဝိတ်ပြီးကြလာအဲ့ဒါကို main တို့ကခေါင်းတိုက်သွားခဲ့တယ် မိန်တို့ဒီဂျမ်ပင်ကောင်းတယ်ဖီနီရှင်ကောင်းတယ်ပယ်နတီဘောက်ဆဲမှာဆိုအရန်ကိုအနေများတဲ့ပလေယာအဲ့ဒီကစားမပြုရှေ့ကိုလူစားလဲပြီးတန်းတင်လိုက်တဲ့အိုင်ဒါကိုလည်းကျွန်တော်လုံးဝ appreciate ဖြစ်တယ်အဲ့ဂိုရအဲ့ဒါခြေပါကိုတပွဲလုံးလက်စွမ်းပြနေခဲ့တဲ့နစ်ပုတ်ဘလိုးမအောင်မတက်နိုင်ခဲ့တာမတည့်ရက်ပြီးတော့ကြည်နေခဲ့ရအနိုင်ကိုအနိုင်ကိုမှဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဘက်ကမာတင်အိုရီကက်တင်လိုက်တဲ့ cross ကတော်တော်ကောင်းတယ် ဒီညမှာအတိမတ်ပြူရမှာလေဒီဇုံတစ်ခုလုံးကအာဆင်နယ်ပလေးယာတွေအများစုလွှမ်းမိုးထားတယ်အဲ့ဒီမှာမှာဆာလီဘာနီနဲ့ဂိုးသမားကိုရှစ်တက်လာလို့မရအောင်နည်းနည်းလေးကြောခိုင်းပြီးတော့ပိတ်ထားခဲ့တဲ့ပုံစံမျိုးဘောင်ထဲရေလောက်သွားတာလက်နဲ့တွန်းထားတာမဟုတ်ဆွဲထားတာမဟုတ်ဘူးဂေဘီယယ်မကာကြီးခေါင်းတိုက်လို့ရတဲ့အထိအချိန်တစ်ခုကိုသူယူပေးထားခဲ့တဲ့ပုံစံမျိုးအဲ့တော့ဂေဘီယယ်မကာကြီးခေါင်းတိုက်သွားတယ်ကွတ်တီပဲအာဆင်နယ်တင်းမှာအဲ့ဒီဒေါင်ကန်ဘောတွေတေကန်ဘောတွေကိုကောင်းကောင်းလေးမတင်ပေးနိုင်တဲ့ကစားသမားတွေရှိတယ် ဲ့ဒါကိုလည်းကောင်းကောင်းလေးအဆုံးသတ်နိုင်တဲ့အရမောင်းမြင်မာပြီးတော့ချန်ပီယံလည်းကောင်းတယ် finishing လည်းကောင်းတယ်ကစားမိုက်လည်းရှိအခုတော့မှအာဆင်နယ်ကစားမခေါ်တာစကေးရှိရင်ရှိစကေးအရမ်းမရှိဆိုရင်အရက်ရှိပြီးခေါင်းတိုက်ဖို့ကောင်းအောင်မယ်တက်ကန်မိုးကောင်းကောင်းအလုံးလုံးလည်းနဲ့ player တွေကိုဦးစားပေးခေါ်တယ်ဇူယီမန်နီလို player မျိုးကတော့အားနေချက်အနေနဲ့ဒါစကေးပိုင်းရမ်းကြိုက်လုံးလို့တက်ကန်မိုးနဲ့ပတ်သက်ပြီးတိတ်မမျော်လင်မဲနဲ့ခေါ်ခဲ့တာပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီလူတော်မှာဂိုးသွင်းသွားခဲ့တယ်ဒီယာဒီမှာပေါ့လေကဲကျွန်တော်ဒီယာဒီမှာအာဆင်နယ်တင်တက်ကန်မိုးနဲ့ဆင်ဘယ်နှကိုရပြီလဲချက်ကြည့်လိုက်ရအောင် ပရီးမီးယားလိပွဲစဉ်တက်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာအိုပန်ပလေးကနေကျွန်တော်ဂိုးမရခဲ့ဘူးကစားကွက်ကလည်းတိတ်အစင်မပြေခဲ့ဘူးအနိုင်သုံးမရခဲ့တယ်တောင်းကံပေါ်နေစင်ကြတဲ့လုံကာလာဖူရီခေါင်းတိုက်သွားခဲ့တယ်အဲ့ဒါတက်ကံပေါ်ရဲ့အရေးပါမှုသုံးမရှာဖွေမယ်ဆိုရင်အိုပန်ပလေးကနေရှာဖွေမလားတက်ကံပေါ်နေရှာဖွေမလားကြိုက်တာယူအားလုံးကဘောင်ထဲကနေလုလို့ရတယ်အာဆင်နဲ့တက်ကန်ဘောဒီယာနေပဲစတုတ်စီးတီးဆန်နေပါ냐တော့ပြုတ်လို့မရဘူးလေအဲ့ဒါဘောင်မောင်းမဝင်တာရပိုင်ဝင်နေရလောက်တာကအဲ့ဒါဘောင်ဝင်တန်းဝင်ပဲ နောက်တစ်ပွဲလီးဂ်နိုက်တက်ကိုကျွန်တော်၅ခုပြည့်နဲ့နိုင်တယ်အဲ့ဒီမှာတဲကန်ဘောက၃လုံးထိရှိတယ်တဲကန်ဘောဆိုတဲ့နေရာမှာတောင်းကန်ဘောတွေ free kick တွေလက်ပစ်ဘောတွေပက်နတီတွေအားလုံးပါဝင်တယ်အဲ့ဒီမှာဆိုလို့ရှိရင်ဂျူလီယန်တင်ပါလီနဲ့အပွင့်ကိုခေါင်းတိုက်ပြီးတော့တောင်းကန်ဘောတွေဆင်သွင်းသွားခဲ့တယ်နောက်တစ်လုံးကိုလည်းရှုပ်ရှက်ခဲ့တဲ့ကြားကအဲ့တောင်းကန်ဘောအစားပြုတာနေသွင်းသွားခဲ့တာနောက်ဆုံးတစ်လုံးကတော့မတ်တောင်းမလီရှောက်ပွေတဲ့ပက်နတီကိုဗီတာယောဂရက်သွင်းသွားခဲ့တယ်အဲ့မှရင်၃လုံးရာတီစား၂ပွဲ၃ပွဲမှကျွန်တော်ဒီတဲကန်ဘောနေ၄လုံးထိရှာပြီးသွားပြီ force ကိုတုံးကိုပြတ်လက်နိုင်တယ်အဲ့ဒီပွဲစဉ်မှာဆိုရင်တောင်းကန်ဘောနဲ့တစ်ဆင့်ဒီဘယ်ဘက်ချမ်းနေကန်နေလိုက်တာအဲ့မှာခန်စီသောမားဖျက်ထုတ်တယ်အဲ့မှာအေရီယာထိတ်ကနေပြီးတော့အပြင်းကန်ထဲဝါတယ်ဇူမီဒီယာတကိုးရတယ်နောက်တစ်လုံးမှာဆိုလို့ရှိရင်လေဒီဘယ်ဘက်ချမ်းမှာပြစ်ဒဏ်ဘောရတယ်အဲ့ရတဲ့ပြစ်ဒဏ်ဘောကိုထိချက်၃ချက်ပေါ့လေအပေးဟူလုံရင်းနဲ့အေရီယာထိကိုမတ်တင်ပေးတာကိုဇူမီဒီယာခေါင်းတိုက်သွားခဲ့ ီလုံးကတော့တေကံဘောလို့တော့မပြောချင်ဘူးဆိုပေမဲ့တေကံဘောနဲ့ဆင်းထိကျက်2ချက်3ချက်နေစတဲ့အလုံးမျိုးတွေကလည်းဒါကျွန်တော်တို့တေကံဘောနီးနီးတော်တော်လေးအရေးပါခဲ့ရတွေ့ရတယ်အဲ့တော့အာဆင်နယ်အသင်းနေနဲ့ဒီပွဲစဉ်နေတွေမဟုတ်ဘူးအခုနယူကာဆယ်အသင်းနဲ့ပွဲစဉ်မှာလှုပ်ခဲ့တာဖြစ်တဲ့အတွက်6လုံးနေ7လုံးထိတေကံဘောနီးဆင်းကိုးချဖွေနိုင်ခဲ့တယ်ဂိုးများခဲ့တဲ့ပွဲစဉ်လည်းရှိပါတယ်ကျောင်းအနေနဲ့လီဗာပူးကို1-0နဲ့ရှုံးတဲ့ပွဲအဲ့ဒါလည်းတစ်ဖက်ကတေကံဘောနီးကိုးရသွားတာ မန်ချက်စတာစီးတီးကို1-1နဲ့တေချခဲ့တဲ့ပွဲစီဘီလာကို2-2နဲ့နိုင်တဲ့ပွဲစဉ်ရယ်ပေါ်ဘေးကို2-2နဲ့နိုင်တဲ့ပွဲစဉ်အဲ့ဒီမှာကျွန်တော်တေကန်ဘောနေဂိုးတွေမရခဲ့ဘူးအိုပန်ပလီယာနေရောဂိုးတွေရခဲ့တယ်တခါကျရင်အဲ့တေကန်ဘောတွေကိုဥတီချက်ရှိရှိယူပြီးတော့ကစားတဲ့အသင်းတသင်းအနေနဲ့ဆိုရင်ဘောင်တွေကလုတ်တာမှန်ပေမဲ့ဒေါက်တာဆွဲလန်းသွားရင်လည်းမကောင်းဘေးရမဆိုအဆုံးရောက်သွားရင်မကောင်းအော်အာဆင်နယ်အသင်းနေနဲ့ဖလားလိုချင်တယ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင်များစွာတက်မြောက်ထားဖို့လိုအပ်တယ်။တေကန်ဘောတွေနဲ့ဂိုးသွင်းနိုင်တာမျိုး၊အိုပန်ပလေးနဲ့ဂိုးသွင်းနိုင်တာမျိုး ကဘာကျော်မင်းသားကြီးတယောက်ပြောဘူးလို့ပေါ့ဘလုစတီပြောခဲ့ဘူးလို့ပေါ့ဒါလည်းရှေ့မှာကျွန်တော်ဖော်ပြခဲ့ဥပါတယ်တိုင်းကွက်တကွက်ထဲကိုချိန်ပေါင်းများစွာလေ့ကျင့်ထားတဲ့သူကိုသူကြောက်တယ်တဲ့တိုင်းကွက်ပေါင်းများစွာကျဉ်းကျဉ်တဲ့လူကို तू မကြောက်ဘူးအဲ့တကွက်ထဲကိုအချိန်ချင်းခက်ခက်လေ့ကျင့်ထားတဲ့သူကအဲ့တကွက်မှာတော်တော်လေးကိုမှသူ့အတွက်ဆိုပိုင်နိုင်နေခဲ့တာဖြစ်တော့အရန်ကြောက်စရာကောင်းတယ်အာဆီနယ်အသင်းဆက်ပြီးစပက်ရှယ်လီနီကိုလက်ချိုပါသည်အာဆင်နယ်ကစားသမားတွေထရိနီမှာရှယ်ကိုမောင်းတာအထူးသဖြင့်အခု Hayes လိုမျိုး နီးပြောက်ဖွဲ့ဝင်တွေရောက်လာတယ်အယံကိုမှ aggressive ဖြစ်ဖြစ်တွေမောင်းနေတယ်ကစားမားတွေရဲ့လိုက်လာတယ်တခါကျရင်အာဆင်တွေကပွဲတွင်းမှာဒဏ်ရာသွားတဲ့ဆိုင်ရင်ဟာဒီလူပါမလားပါလားဘာဖြစ်လဲဆို training မှာဒဏ်ရာခဲ့လို့အဲ့လောက်ထိကိုမောင်းတာအဲ့တော့အာဆင်တွေရဲ့ဒီတဲကန်ဘောတွေဒီနေရာနေပြီးတော့ပေးမဲ့ cross တွေဒီကနေပေးမဲ့တဲကန်ဘောတွေဒီထိပ်ကနေပြီးတော့ကန်ကျက်ရတဲ့အခါမျိုးတွေကြိုက်တဲ့နေရာဆန်အာဆင်တွေ training မှာတော်တော်လေးအလုပ်လုပ်ထားတယ်ဒါတဲကန်ဘောတွေဆင်ဒီရာဒီမှာ goal တွေရထားတာအခုမှမဟုတ်ဘူး ကြိုင်တဲ့200ဒီ300ဒီတဲ့အာဆင်နဲ့အတဲကံဘောင်းနဲ့ပတ်သက်နေရကန်နဲ့ပြစ်ချထားသလိုပဲအေးအေးဆေးဆေးပဲရှာဖွေနိုင်တယ်ရောခဲ့တောင်မှတော်တော်လေးအတဲကံဘောင်းနဲ့ပတ်သက်ပြီးအလုတ်လုတ်လာတာတွေ့ရတယ်ဗောလေအဲ့တော့အာဆင်နယ်တင်းရဲ့ကြံခဲ့တဲ့ရာသီက twin goal လေးကျွန်တော်ပြပြမယ်2023 2024ဘောလုံးရာသီမှာတော့တဲကံဘောင်းနဲ့တစ်စင်း goal 20ရတယ်အဲ့မှာတောင်းကံဘောင်းက16လုံး goal ရတယ်ကြံတဲ့ goal တွေကပနတီတွေပါမယ် free kick တွေပါမယ်ဗောလေ2024 25ကြံခဲ့တဲ့ဘောလုံးရာသီမှာတဲကံဘောင်းနဲ့ကျွန်တော်22 goal ရတယ် အဲ့တော့အာဆင်နယ်တင်းရဲ့ကြံခဲ့တဲ့200တီမှာ100တီကို twin goal 20လောက်ထိတေကန်ဘောတင်ရှာဖွေနိုင်ခဲ့တယ်။တေကန်ဘောဆိုတဲ့နေရာမှာဒီပစ်တံဘောတွေပေါ့လေ။ penalty ပါတယ် free kick ပါတယ်ဒေါင်ကန်ဘောပါတယ် fair play တွေလက်ပစ်ဘောတွေပါတယ်။အခုတွေ့လာမှုဒီယာတီမှာအာဆင်နယ်ဥသားမင်းတို့ရွေချက်ရှိနေတေကန်ဘောတွေဆော့တယ်ဘာဖြစ်ညာဖြစ်ပြောနေ။အသေးနိုင်ကြည့်လိုက်။လက်ပစ်ဘောရပြီဆိုရင်အဲ့ penalty box တွေဝိုင်းပစ်နေကြတာ။မသိရင်ဒေါင်ကန်ဘောရနေတယ်လို့ပဲ။အဲ့ကြောင့်မို့ ်တေကန်ဘောရီရဲ့အရေးပေါမှုကိုအခုပြန်ပြီးတော့စမ်းသစ်လာတာတွေ့ရတယ်အာဆင်နယ်ကစပြီးစမ်းသစ်တယ်လို့မပြောချင်ပေမယ့်အာဆင်နယ်ကအပြောခံအဆိုခံပြီးတော့တေကန်ဘောရီကိုရည်ရွယ်ချက်ရှိရှိဂိုးဖြစ်ပြောင်းလဲအော်ဒီယာဒီမာလာအာဆင်နယ်ချန်ပီယံဖြစ်ရင်တေကန်ဘောရီကိုနောက်ကွယ်လုံးဝ train ပေးနေခဲ့တဲ့နီကိုလက်ဂျူဘာတို့ဟိန်းစ်တို့လိုမျိုးအသင်းနီးပြအဖို့ရင်ကျွန်တော် appreciate လုပ်ရမယ်လူစားလဲမှုတွေပို့ပြီးရေးရင်လာခဲ့တဲ့ idea ကိုလည်း appreciate လုပ်ရမယ်တေကန်ဘောရီကိုအကောင့်ထဲပေါ်ပေးနိုင်တဲ့ quality player တွေဖြစ်တဲ့ Declan Rice မာရီအိုဒီဂက်မာရီနယ်လီထောဆက်လို့ပလေယာမျိုးတွေကိုလည်းလုံးဝအပရိရှိတ်လုပ်ရမယ်အဲ့ဒီတက်ကန်ဘောဒီလေရလာသမျှဂိုးတွေကိုခေါင်းတိုက်ဖို့အတွက်အများအပ်အတစ်ဖြစ်နေခဲ့တဲ့ဝီလျံဆာလီဘာဂေဗီယယ်မကာဟေဂျူရီယန်တင်ဘာ အဲ့လိုကစားသမားမျိုးတွေကျွန်တော် appreciate လုပ်အောင်မယ် color fury အပါဝင်ပေါ့လေကစားသမားတွေအလုံးကောင်းကြပါတယ်တခါကြရင်အသင်းရဲ့ကစားကွက်က first day တအားပေးနေရှေ့မရောက်တဲ့ခါမှာကျွန်တော်အားမလို့အားမရဖြစ်တယ်ဆိုပေမဲ့ trainee မှာများစွာသူတို့လေ့ကျင့်ထားတယ်ဘယ်သူကဘယ်စုံပြီးတော့မှပေးမယ်ဆိုတဲ့ပုံစံမျိုးသူတို့လုပ်ထားရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဘာဖြစ်ပြောကျွန်တော်တို့ကတော့ pay တတ်ပဲ ိုးရိပ်အများကြီးသွင်းပြီးတော့နိုင်တာမြင်ချင်တာပေါ့ဒါပေမဲ့တကယ်ကြယ်ကိုင်းနစ်မှာစောနေလူတယောက်ချင်းစီတယောက်ချင်းစီမှာစတာမီနာကအကန့်အသတ်ရှိတယ်အဲ့တော့အာဆီနယ်တိနဲ့ဒီယာတိမှာချန်ပီယံဖြစ်ရင်ကျွန်တော်တို့တက်ကန်ဘောကြီးနဲ့ပတ်သက်ပြီးတော့လည်းအတိမတ်ပြပါမယ်အခုချန်ပီယံလိပွဲတင်အိုလံပီယာကော့စ်နဲ့ပွဲတင်လာမယ်အဲ့ဒါပြီးဝက်ဆန်နဲ့ကန်ရမယ်ဒါပြီး international break အဲ့နှစ်ပွဲလုံးနိုင်ပြီးွားရင်တော့အာဆီနယ်က AACC ပဲ international break ကို16ရက်နေ့ထိဖြတ်သန်းရတော့မှာပါကျောင်းညီကိုတွေအားလုံးလည်းပျော်နေမှာထင်တယ် ကျွန်တော်ပရီးမီးယားလိမှာနိုင်ရင်အသင်းနှစ်သင်းရှိတယ်အဲ့ဒါမန်ချက်စတာယူနိုက်တက်ကနယူကာဆယ်ကျန်တဲ့အသင်းတွေကိုကျွန်တော်စိတ်ဝင်စားဘူးနိုင်ရင်နိုင်မနိုင်ရင်နေနိုင်တော့နိုင်ကျင်တာပေါ့လေဒါပေမဲ့ဘာကြောက်လဲယူနိုက်တက်လို့အသင်းမျိုးကျွန်တော်ကာလာရှိတိုင်ခဲ့ရတယ်နိုင်မှဖြစ်မယ်သူတို့တွေဘယ်ဘွားရောက်ရောက်ကျွန်တော်နိုင်ကိုနိုင်ကျင်တယ်ဒါယူနိုက်တက်နဲ့ပတ်သက်ပြီးတော့နယူကာဆယ်တော်တော်လေးကိုမှကျန်းတယ်ဒိုင်းအချိန်နေရရောပြီးတော့ထဲ့ပြီးကစားသလိုမျိုးရစ်ပြီးကစားသလိုမျိုးအများကျွန်တော်တို့နဲ့လုံးလိုက်ရှိရယ်ရိုင်းနေ သူတို့ respect မရှိလို့ပြောရမှာမဟုတ်နော်ဒီဟုတ်ဆက်ဒီကျွန်တော်တို့ ਨੇ တွေ့တိုင်းတွေ့တိုင်းမှာတော်တော်လေးကိုအယိုင်းဆန်တဲ့ကစားရန်ရှိတယ်။အဲ့တော့ဒီကောင်းလေးကိုနိုင်ကျင်တယ်။အခြားသင်းကိုနိုင်ကျင်တာတက်ဆိုင်ရင် United နဲ့ Newcastle ဘာကြောင့်နိုင်ကျင်လဲဆိုတော့နိုင်ကျင်လောက်တဲ့အထိကျွန်တော်ပြိုင်ဆိုင်မှုတွေရှိခဲ့တဲ့အတွက်အဲ့တော့ Arsenal သေးနေတဲ့ဆိုရင်တော့ခံပတ်ထက်ပိုသောသုံးမတ်ထက်ပိုသောနိုင်ပွဲတစ်ပွဲကိုပုံဖော်နိုင်ခဲ့တယ်။အားလုံးလည်းပျော်နေပြီထင်တယ်။ကျွန်တော်လည်းဒီဗီဒီယိုသားရိုက်ကူးနေတာကျွန်တော်အတန်ဒီပါတုံးနေကျွန်တော်ကမနက်စာမူရိတ်မစားသေးဘူး။ဒါညနေအတွက်ဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးတာ။နိုင်တဲ့နေ့မှမဟုတ်ပါဘူး။ ရှုံးတဲ့နေ့တွေတေကြတဲ့နေ့တွေမှာလည်းကျွန်တော်ညီကိုနဲ့ကျွန်တော်အမြဲတမ်းရှိတယ်။အကြိုက်ဆုံးသတင်းလေးပုတ်အခုနောက်ပိုင်းတိတ်ပြီးမတွေ့ရတာကလည်းသတင်းတွေတော်တော်လေးရှားပါးနေဖြစ်တဲ့အတွက်သတင်းဖြစ်ပြီးတော့မတည်ငြိမ်တာဖြစ်တဲ့အတွက်ဒါမျိုးဗီဒီယိုလေးလုပ်ပေးတာပါ။အဆုံးထိကြည့်တဲ့လည်းအားလုံးကျေးဇူးတင်ပါတယ်။တခုပြောရရှိပါတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးဆော့တဲ့ရင်ဆော့ပါမဆော့တဲ့ရင်တော့လုံးဝပေါကြီးအစာမလုပ်ပါနဲ့ဆော့တဲ့တဲ့လူတွေကတော့ကျွန်တော်စီမှာလာပြီးဆော့ဖို့အားလုံးဖိတ်ခေါ်ပါတယ်